အလုံးဝမင်္ဂလာပါခင်ဗျာ Star စစကျူ channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကျွန်တော်တို့မယုတ်ပင် site view နည်းအကြောင်းလေးပဲဖြစ်ပါတယ်။မယုတ်ပင်ကိုကျွန်တော်တို့အခြေခံဘလို့ business မှာနဲ့ site view မလဲဆိုတော့ကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် Star စစ channel ကနေပြီးတော့ကျွန်တော်တို့ချက်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ပထမဆုံးအနေနဲ့မယုတ်ပင်မ site ခင်ကျွန်တော်တို့မြေကြီးကိုကျွန်တော်တို့ စနစ်တကျလုပ်ထားမှာဖြစ်ပါတယ်စနစ်တကျဘယ်လိုလုပ်ထားမလဲဆိုလို့ရှိရင်ကျွန်တော်ရုပ်ပင် site မှာနေရာကို grammar ဆိုမြေကြီးကိုမှုံနေအောင်ကျွန်တော်တို့စွာထားပြီးတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုဒါမြေမှုံလေးတွေဖြစ်အောင်ပြီးလို့ရှိရင်မြေမှုံလေးတွေကိုတည်တည်ချာချာကျွန်တော်တို့မြေအမှုံတက်ရအောင်ကျွန်တော်တို့လုပ်ပြရမှာဖြစ်ပါတယ်မြေမှုံတက်ရပြီးတာနဲ့တပြိုင်နက်ကျွန်တော်တို့ ီမီဇွေးပေါ့နော်မီဇွေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်မီဇွေးကိုထည့်ပြီးပြမအောင်ဆုံးမီဇွေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်မီဇွေးကကျွန်တော်တို့အောက်ကမြေအခန့်တ်ပေါ့နော်အခန့်တ်ရအောင်လို့ကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမီဇွေးကိုကျွန်တော်စနစ်တကျဒါဆက်ရှင်လက်ရှိဆိုတာနဲ့ကျွန်တော်တို့တမအောင်ကျွန်တော်တို့မှုပေးရမှာဖြစ်ပါတယ် ဒီမြေဆွေးပေါ့နော်ကျွန်တော်တို့စနစ်တကျအပေါ်အထက်အောက်ဖြစ်အောင်ကျွန်တော်တို့ငွေပေးရမှာဖြစ်ပါတယ်မြေဆွေးထက်မြေဆွေးကိုစနစ်တကျဒါစိုက်ပြိုးမဲ့နေရာပေါ့နော်ကျွန်တော်တို့ထည့်ပြီးသွားလို့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒါအပင်ပေါ့နော်ဒီငရုတ်ပင်ကိုကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့စိုက်ရမှာဖြစ်ပါတယ် ုပ်ပင်ဆိုက်တဲ့နေရာမှာကျွန်တော်တို့ဒီတပင်သွားပဲပေါ့နော်တပင်သွားပဲကျွန်တော်တို့ဆိုက်ရမှာဖြစ်ပါတယ်ရုပ်ပင်ကိုတပင်သွားပဲဆိုက်ရမှာဖြစ်ပါတယ်ကျွန်တော်နှစ်ပင်ရှိလို့ဆိုရင်ဒါရုပ်ပင်ရဲ့မြေဩဇာထဲထားမှုဒီမြေဩဇာပေါ့နော်ဒါမြေဆွေးထဲထားမှုနဲ့မြေတက်တွေတအားကောင်းနေတဲ့အချိန်မှာဒါမြေကသူ့ရဲ့တပင်တို့လေးကိုကျွန်တော်တို့ကဒါတန်တန်မှန်မှန်နဲ့ဒါစနစ်တကျ တန်တန်မာမာနဲ့စနစ်တကျဖြစ်ထုံးအောင်တွတ်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးတပင်နှုံးတပင်မှာသူကနှစ်ပင်ခွာရတဲ့အနေအထားဖြစ်တဲ့အတွက် ကျွန်တော်ဒီစနစ်တကျပေါ့နော်ကျွန်တော်စိုက်ပြောင်းมาဖြစ်ပါတယ်ရုပ်ပင်ရဲ့အပင်နှုံးကောင်းမှုတွတ်ဆိုလို့ဆိုရင်ကျွန်တော်တို့စနစ်ကျဖို့လိုပါတယ်ပေါ့နော်ဒါနီးစနစ်ကျကျမှမှကန်ကန်နဲ့ကျွန်တော်တို့စိုက်ပြထားပေးခြင်းမှာဖြစ်ပါတယ် ဒီနေထားကတော့ဒါစိုက်ပြီး12ရက်ခန့်ကြာတဲ့အနေထားမျိုးပဲဖြစ်ပါတယ်ဒီအနေထားမျိုးကတော့เนาะကျွန်တော်ဒါရွှေ့ဆိုက်ပြီးတော့12ရက်ကြာတဲ့အနေထားမျိုးဒီအပင်အနေထားမျိုးတော့ဖြစ်ပါတယ်ဒီလိုမျိုးပေါ့เนาะအပင်တန်တန်မှန်မှန်နဲ့ထွားထွားကြမ်းကြမ်းအနေထားမျိုးလေးမျိုးရရှိသွားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့12ရက်မြောက်ကြာတဲ့ အနေအထားမျိုးပေါ့နော်ငရုတ်ပင်ရတော့နော်ဒီအနေအထားဆိုလို့စင် ကျွန်တော်မိတ်ဆွေတွေဒါဒီတပင်ပင်ရဲ့တံမြန်နှုံးကိုကြည့်ကြည့်ပါဒါ၁၂ရက်အနေအထားပေါ့နော်ရွှေဆိုင်ပြီးတော့ဟုတ်ကဲ့ကျွန်တော်တို့ကပြီးရင်ဒီငရုတ်ပင်ကိုကျွန်တော်တို့ဒါမြေတောင်မြောက်ပေးရမှာဖြစ်ပါတယ်ပေးအောက်ကမြက်လေးတွေဗားလေးတွေကျွန်တော်တို့နှုတ်ပြီးပြီးရင်ကျွန်တော်မြေတောင်မြောက်ပြီးတော့ကျွန်တော်တို့မြေဆွေးပေါ့နော်မြေဆွေး ကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်မြည်စေးထည့်ပြီးရလို့ဆိုရင်ကျွန်တော်တို့ဒီအယုတ်ပင်ရဲ့ပပဆက်လေးပေါ့နော်ကျွန်တော်တို့ဒါစနေရမြောက်ခန့်ကြရင်ကျွန်တော်တို့ဒါမြည်စွေးပေါ့နော်မြည်စွေးရလဲကျွန်တော်တို့ဒါမြည်ချုပ်ဒီမြည်ကြီးအမှတ်တလိုက်တွေကိုကျွန်တော်တို့ရှူပြီးတော့ဒါကိုကြက်ကြာခန့်နဲ့ကြက်ကြာရှူထားတဲ့မြည်ကြီးပိုကောင်းတာပေါ့နော်ဒါလေးတွေကျွန်တော်တို့အယုတ်ပင်ရဲ့ပင်ရင်ပေးမှာကျွန်တော်တို့ဒါထည့်ပြီးရောကျွန်တော်တို့ ပေါင်းပြန်ဆွာပြရမယ်ဖြစ်ပါတယ်ဒီလိုမျိုးပေါင်းကျွန်တော်တို့ဆွာပြပါလို့ဆိုလို့ရှိရင်ဒီငရုတ်ပင်ရဲ့အနေထားကတော့ကျွန်တော်တို့ဒါတပင်နဲ့တပင်ကိုကျွန်တော်တို့တထောင်ကြွကြော်လောက်တော့ခွာပြီးတော့ကျွန်တော်တို့ဆက်ရပါတယ်တောင်ကြွကြော်လောက်အနေထားသူအပင်ထလာမယ်အနေထားဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီမှာပါကျွန်တော်တို့ဒါတပင်နဲ့တပင်ရဲ့အကွာအဝေးပေါ့နော် ဟုတ်ကဲ့ဒီလိုမျိုးအကွာဝေးပေါ်ဒါ12ရက်12ရက်သားအနေထားမျိုးကျွန်တော်တို့ဒါမျိုးစားမျိုးဩစားပေါ့နော်ဒါမျိုးဆွေးပြန်ထည့်ပေးရတာဖြစ်ပါတယ်ပြန်ထည့်ပေးရင်ကျွန်တော်တို့ဒီမှာ ပေါင်းပေးမယ်ပေါင်းပေါင်းပေးလိုက်လို့ဆိုလို့ဆင်ပေါ့နော်ကျွန်တော်တို့မျိုးပင်တမ္မာမှုအနေထားကတော့ဒါသင့်စင်းကြီးကိုကျွန်တော်တို့ ဒီလိုမျိုးစိမ့်စိမ့်ဆူဆူလေးနဲ့ပေါ့နော်ကျွန်တော်ဒီတန်တန်မှန်မှထွက်ထွက်ကြမ်းကြမ်းနဲ့အပင်အနေထားမျိုးရရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့တလာခန့်ကြာတော့အခါငရုတ်ပင်အနေထားကတော့ကျွန်တော်တို့ဒီမှာပါဒါရွှေစားပြီးတော့ရပ်ပေါင်းတလာပေါ့နော်ဒီအပင်သေးလေးကနေကျွန်တော်ဒီဘက်ကိုကျွန်တော်ရွှေစိုက်ပြီးတော့ တလခန့်ကြာတော့ခါကျွန်တော်တို့ဒါအတီးအပွင့်လေးတွေကျွန်တော်တို့စမ်းနေပါပြီဗောနော်ဒါစစလုံးလုံးစမ်းတီးခါစားဗောနော်အတီးအပွင့်တွေကတော့ကျွန်တော်ဒီတလခန့်ကြာတော့အခါမှာကျွန်တော်ရုပ်ပင်ကတော့အတီးတွေအပွင့်တွေဒါစတင်ပြီးတော့တီးနေပြီးပဲဖြစ်ပါတယ်ကျွန်တော်ဝယ်စေးလေးဒါရုပ်ပင်ရဲ့အနေထားကိုအပွင့်ဆိုလဲကျွန်တော်တို့ဒီလိုမျိုး ဟာတပင်ဒိုးတဲ့ ਨੇ ကျွန်တော်တို့အပင်အနေထားလဲကျွန်တော်ဒါစနစ်တကျ site ပြုမယ်ဆိုရင်မြုပ်ပင်အနေထားကတော့ဒီအပင်အနေထားမျိုးဒီအသီးအနေထားမျိုးဟိုရရှိမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ပလဲမြင်ဩဇာကိုလုံးဝမတုံဆွဲပဲနဲ့တဘာဝမြင်ဩဇာနဲ့ကျွန်တော်တို့ဒါမိတ်ဆွေတို့ကိုကျွန်တော်ဒီပုံစံတိုင်းလေးပဲ site ပဲဆိုရင်စီးပွားဖြစ် site မယ်ဆိုလို့ရှိရင်ဒါငရုပ်ကအောင်းအောင်းမြင်မြင်နဲ့မိတ်ဆွေတို့ စီကွဲထဲကိုလည်းအမြန်ဆုံးရပ်ပေါင်း40ဆိုလို့ရှိရင်ငရုတ်ပင်ရပ်ပေါင်း40ပေါ့နော်40 50ပေါ့နော်ဒါဆိုငရုတ်ဒီကိုစတင်ခုဆုလို့ရမှာပဲဖြစ်ပါတယ်ဒါငရုတ်ဒီပေါ့နော်အခုဒီမှာကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပါပဲတနာခန့်ချတော့အခါမှာအတိနဲ့အပွင့်ရတော့ဒီပုံစံကိုပဲစိတ်ချယုံကြည်သွားနဲ့ကျွန်တော်တို့စိုက်ပြူလို့ရပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ရန် share နဲ့ subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ notify ခေါင်းလောင်းလေးကိုလည်းချိန်ညှိထားမယ်ဆိုရင်ကျွန်တော်တင်တဲ့ဗီဒီယိုတွေတစ်တစ်တိုင်းကိုချိန်နဲ့တပြင်းညီကြည့်ရှုရမှာပဲဖြစ်ပါတယ်။